ပါရာမိုတာ၁၁လေးဒီဟာမြင့်ပေ၁၈,၀၀၀တနအီမိုင်၆၀နီးပါးအထိပြန်ဆက်နိုင်ပြီးအလေးချိန်၂၄၀ကီလိုဂရမ်အထိတည်ဆောင်းနိုင်ပါတယ်။မျောလင်းမထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တာကိုသတိပြုပါ။ခြေရွာတွေလူထုထက်တဲ့နေရာတွေနဲ့စီရေးခြေဆိုင်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်လာကြောင်းအဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားပါ။စကိုင်းနိုင်ကလေးတမှုလက်မကြီးပေါ်မှာဆောဆူတက်တင်တဲ့ဒေါ်လိုင်းအင်အားစုတွေတိုက်ပွဲဖြစ်ပွားပြီးနောက် စုပ်စုတက်တွေကကလင်းမြို့အကျဉ်းထောင်ကို လုံခြုံရေးတင်းကျပ်ထားတယ်လို့ဒေသခံသတင်းမြစ်တီကပြောပါရယ်စုပ်စုတက်တွေနဲ့တော်လိုင်းအင်အားဆိုပြီးပြီးခဲ့တဲ့ဩဂုတ်လကနေအောက်တိုဘာလအတွင်းမှာကလင်းမြို့နယ်အတွင်းကနန်းဆောင်ဘူးကန်စီကန်တာယာရာစကြိုကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးချိန်ကလင်းမြို့နယ်စစ်နမိုင်ခန့်အကွာဝေးတဲ့ကလေးတမူလမ်းမကြီးပေါ်မှာတည်ရှိတဲ့ကလေးအကျဉ်းထောင်ကိုနှစ်လကျော်တဲ့အထိလုံခြုံရေးတင့်ကျပ်ထားတယ်လို့ဒေသခံတို့ကပြောပါရတယ်။ လုံခြုံရေးတင်းကျပ်ထားတာကြောင့်ကလေးထောင်တွင်အကျဉ်းကျနေတဲ့အကျဉ်းသားတွေဆေးဝါးကုသခွင့်တွေဆုံးရှုံးနေရပါတယ်။အဲ့ဒီအကျဉ်းသားတွေထဲမှာကြောက်ကပ်ပျက်စီးနေသူတွေနှလုံးရောဂါတင်တဲ့ခန္ဓာကိုယ်အောက်ပိုင်းချိနဲ့သူတွေအပါအဝင် နာတာရှည်ရောဂါတွေအပါအဝင်စုစုပေါင်း50ကျော်ဆေးဝါးကုသခွင့်မရဖြစ်နေတယ်လို့အကျဉ်းထောင်တဲ့နေဆက်သူတို့ကပြောပါတယ်။လုံခြုံရေးတင်းကျပ်ထားတာအပြင်စုစုလက်အောက်ခံထောင်အနာပိုင်တွေကနိုင်ငံရေးအကျဉ်းသားတွေကိုပြစ်မှတ်ထားကအလौကျန်းခိုင်နာနဲ့ တိုက်ပိတ်ရိုက်နှက်တာတွေရှိနေပြီးတော့ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ထောင်ဝန်စာပို့သူတွေကပြောပါရယ်။နိုင်ငံတော်အမ်းမှာတော့အာဏာသိမ်းပြီးတဲ့နောက်စုပ်စုတက်ဖြတ်လို့တေဆုံးသူ9399ဦးဖမ်းဆီးထောင်ချခံရသူ29859ဦးရှိတယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီစောက်ရှောက်ရဲ့အသင်း AAPP ကဩဂုတ်လ6ရက်နေ့မှာထုတ်ပြန်ထားပါရယ်။